အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်ရဲမိသားစုဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်တို့အန်နာပါမမေတားတော့ဒီမှာဘလို့နေကြမလဲမမေရဲ့ဒီမှာတော်တော်လေးကိုမှောင်နေနော်ဟုတ်တယ်မမေရဲ့ဒီမှာအနံ့စိုးတွေကလည်းတော်တော်လေးကိုပြင်းထန်နေကဲကဲကဲခလေးတို့ရေအဲ့လောက်ထိလည်းကိစ္စမရှိပါဘူးအမေတို့ဒီမှာတခဏလောက်ပဲနေကြပါလိမ့် ဟုတ်လားမမေရဲ့တအားတို့ဒီမှာတခဏနေပြီးပြီးဆိုရင်တော့ဒီကနေထွက်သွားကြမှာလားဟုတ်လားမမေရဲ့ဒါဆိုရင်တမီးတို့အိမ်အစ်စ်ကြီးစီကိုသွားရမှာပေါ့နော်ပင်ကီနဲ့ဆိုနူတို့မောင်နှမနှစ်ယောက်စလုံးကတော့သူတို့ရဲ့မိဘတွေကိုမင်းနေခင်ပေမဲ့မိဘတွေစီမှာပြန်ဖြေဖို့ပါအဖြေမှမရှိခဲ့ပါဘူးခလေးတွေကအချိန်အကြာကြီးဒီမေကွန်တက်ခိုးရဲကိုပဲအချိန်ချင်းမင်းနေခဲ့တဲ့အခါမှာတော့မိခင်ဖြစ်သူကလည်းဒေါသတွေအရန်ကိုထွက်သွားခဲ့ပြီးပြောလိုက်ပါတယ်ကဲတော့ပြီးတော်လိုက်ကြတော့ နေတော့ဘယ်လိုဖြစ်နေကြတာလဲငါတို့ဘယ်ကိုမှသွားလို့မရတယ်လို့မျိုးသွားစရာလည်းမရှိဘူးအိမ်အစ်စ်ကိုသွားမယ်ဆိုလို့ရှင်တော့ပတ်စံတွေအများကြီးလိုအပ်တယ်အဲ့ဒီပတ်စံငါတို့ရှိမှမရှိဘူးနားလေလားအခုနင်တို့ပါဇက်ပိတ်ပြီးအိတ်လိုက်ကြတော့အမေအခုနောက်ပြောတော့ကကြတော့တရက်နှစ်ရက်လောက်ပဲဆိုအမေပြောချင်တဲ့အထိပယ်ကဒီမှာတရက်နှစ်ရက်နေရင်တော့ကျင်သားရမှာမဟုတ်ပေမဲ့နောက်ထပ်နည်းနည်းကြာသွားရင်တော့အဆင်ပြေသွားလိမ့်မယ်ကြာသွားရင်တော့အဆင်ပြေသွားမှာပေါ့မောင်သားကိုရောအနတ်ဇိုးရီကိုရောကြောက်မှာမဟုတ်တော့ဘူး ဒီစကားကိုပြောနေတဲ့နေတီကိုတိုင်ကဝမ်းနေလုံးလုံးမျက်ရည်တွေကျနေခဲ့ပါတယ်။မိခင်ဖြစ်သူရဲ့နောက်အကျဉ်းမှုကိုကလေးတွေကလည်းခံစားမိနေတဲ့တူပါတယ်။ဒါကြောင့်ကလေးနှစ်ယောက်လုံးကလည်းရှေ့ဆက်ပြီးဘာမှပြောမနေကြတော့ဘဲနဲ့အိတ်လိုက်ကြပါရဲ့။ငါတို့မျိုးပေါ်ကိုတက်လာတဲ့အချိန်မှာဆေးကိုအိမ်မက်တွေအများကြီးနဲ့တက်လာခဲ့ကြတာနော်။အခုကြည့်စမ်းငါတို့ဘလို့အချိန်တွေကိုရောက်ရှိသွားကြတာလေ။ထားလိုက်ပါတော့ဖြစ်ဖို့ရှိလို့ဖြစ်သွားခဲ့တဲ့ကိစ္စတွေကြီးပဲ။ဖြစ်ပြီးတော့တဲ့ကိစ္စတွေကိုကျမတို့အနေနဲ့ပြန်ပြင်လို့ရကြလဲမဟုတ်တော့ဘူးဆိုတော့ရှင်လိုက်အများကြီးစဉ်းစားမနေပါနဲ့။ အခုကျမတို့တော့အိတ်ကြမယ်မနှက်ဖြတ်မနှက်မိုးလင်းတဲ့အခါကြောက်လို့ရှင်တော့ဘာလို့ရမလဲဆက်ပြီးတော့စဉ်းစားကြရအောင်သူတို့နှစ်ယောက်လုံးအိတ်ဖို့တော့ပြင်ဆင်ခဲ့ကြပါမယ်လုံးဝအိတ်လို့မပြောခဲ့ကြပါဘူးဆူရက်ကလည်းအိတ်မပြောတဲ့အဆုံးမှာတော့သူဖြတ်တန်းခဲ့ရတဲ့ဘဝကိုပြန်လဲအမှတ်ရနိုင်ခဲ့မိပါတယ်တထေးကြီးရဲ့ကျွန်တော်တို့ကိုတနာပါအောင်ပြကျွန်တော်မှခလေးငယ်လေးနှစ်ယောက်နဲ့ဒီအခြေအနေကြီးကျွန်တော်ဘယ်ကိုတော့ရမှာလဲမင်းဟောမင်းတော့ကျင်နေနေရကိုတော့လေကွာဘာလုံးကောင်လာပြီးတော့ပြောနေရတာလေဒါငါကိစ္စမှမဟုတ်ကြ မင်းဟာမင်းလက်ပြတက်ချင်တက်ငရဲပြတော့ချင်တော့အဲ့တော့မင်းရဲ့ကိစ္စပဲဘလို့မစုံငါ့ရဲ့အိမ်ခန်းကိုတော့မင်းတို့ဒီနေ့ရှင်းပေးမှဖြစ်လိမ့်မယ်ကဲကဲကဲဘာလုပ်နေကြတာလဲမင်းတို့အားလုံးဘာတွေကိုလုပ်နေကြတာလဲသူ့ရဲ့ပစ္စည်းတွေအကုန်လုံးကိုအများဆုံးထုတ်ကြလိငါတို့မှာနောက်ထပ်အလုပ်တွေကလည်းအများကြီးပဲရှိသေးတယ်တထေးကြီးရဲ့ဒီလိုတော့မလုပ်ပါနဲ့ရှင်ကျမတို့ကရန်အနေငယ်တော့ပဲနောက်ထပ်အချိန်တောင်းနေရပါတထေးကြီးကိုပေးရမယ်အိမ်ခန်းကောက်တွေအကုန်လုံးကိုကျမတို့ရှင်းပေးပါမယ်နော်ကျမတို့ကိုရက်အနှင်းငယ်တော့ပဲထပ်ပြီးတော့အချိန်ပေးပါလားရှင် ဒီလောက်ချမ်းသာနေတဲ့သူတွေကဘာဖြစ်လို့စိတ်နှလုံးသားဒီလောက်တောင်သေးသင့်ရတာလဲကျမတို့ကိုနည်းနည်းလောက်တနာညကြပါအောင်ရှင်မင်းတို့လိုမျိုးစည်ရင်သားတွေကိုတစ်ချိန်ကုန်လုံးလိုက်ပြီးတော့တနာနိုင်မယ်ဆိုရင်တော့တရကြရင်ငါကိုတိုင်းလည်းမင်းတို့လိုမျိုးပဲဖြစ်သွားလိမ့်မယ်ငါကတော့စည်ရဖို့အတွက်စိတ်မဝင်စားဘူးနားလေလားဒါကတော့တထည်ကြီးပဲဖြစ်ပါတယ်ဆူရက်ကတော့သူရဲ့စိတ်ယုံမှာအလုံးလုံးနေတဲ့အလုံးသမားတယောက်ပါမတော်တဆမှုတစ်ခုကြောင့်ဆိုရက်သူရဲ့ခြေတော်တစ်ဖက်ဆုံးရှုံးသွားခဲ့ရတဲ့အခါကစပြီးတထဲကြီးကိုယ်တိုင်ကလည်းသူ့ကိုမလိုအပ်ကြပါဘူး ဆိုရက်ကအရင်လိုမျိုးအလောက်ကိုကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါမှာတော့တထေခါသူ့ကိုမြေမုံကျိုးလာခဲ့ပါတယ်။နောက်ထပ်ဆိုရက်ချင်းရဲ့သူ့ရဲ့မိသားစုဝင်တွေအားလုံးနေထိုင်နေတဲ့ဒီအခန်းလေးကလည်းတထေကိုယ်တိုင်ကသူ့ရဲ့မိသားစုကိုနေထိုင်ခွင့်ပြုထားတာပါ။အခန်းကကိုသူတို့ကအချိန်မပေးနိုင်ခဲ့ကြပါဘူး။စားတောက်စရိတ်နဲ့ဆေးကုသစရိတ်တွေအရန်ကိုများလို့နဲ့အတွက်သူတို့ဒုက္ခရောက်နေခဲ့ကြရတဲ့အခါမှာတော့တထေကသူတို့ကိုမောင်းထုတ်ခဲ့ပါတယ်။တထေကြီးရဲ့ဘာလို့ဒီလောက်တောင်မှရက်ဆက်ရတာလဲ။ ကျွန်တော်တို့အချင်းတွေကိုလည်းတွေးရတာနဲ့ပြကျွန်တော်တို့ဘလောက်တောင်မှဒုက္ခရောက်နေလဲဆိုတာကိုတိတိကျကျနေကျွန်တော်တို့ကိုဒီကနေမောင်းထုတ်နေရဲဟုတ်လားတကယ်တော်တော်လေးကိုတနာညတာခြင်းမရှိတာပဲအေးဟုတ်တယ်ဟုတ်တယ်ငါကတနာညတာခြင်းမရှိရဲ့သူတယောက်ပဲမင်းအနေနဲ့ငါ့ရဲ့အကြောင်းတွေအကုန်လုံးကိုတီးသွားပြီဆိုလို့ရှိရင်တော့ကဲသွားလိုက်တော့ထွက်သွားမင်းရုပ်ကိုနောက်ဘယ်တော့မှထပ်ပြီးရောငါအရှိလာမပြနဲ့ငါ့ရဲ့ပတ်စံတွေကိုပြန်ပေးဖို့အတွက်တော့မင်းမအဆင်အတန်းရှိတာမဟုတ်ဘူးဇူရက်စ်နဲ့သူ့ရဲ့မိသားစုဝင်တွေအားလုံးကိုမောင်းထုတ်ပြီးအဆက်ခွဲပြီးသွားတဲ့အခါမှာတော့ တထဲကြီးနဲ့သူ့ရဲ့လူတွေအကုန်လုံးကတော့ပြန်တန်းသွားခဲ့ကြပါရဲ့။အိမ်မှာရှိတဲ့ပစ္စည်းဆိုလို့တို့ကနည်းနည်းသားရှိပါရဲ့။ရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုယူပြီးနောက်မှာတော့နှစ်ယောက်သားကလေးတွေကိုခေါ်ပြီးနေရာဆုံးရှောက်သွားနေခဲ့ကြရပါရဲ့။ဆိုရက်ချင်းအချိန်လေးကိုတွေ့ရတဲ့ဘယ်နေရာမှာမှအလုပ်တစ်ခုမရနိုင်ခဲ့ပါဘူး။အလုပ်မရတဲ့အကြောင်းတို့အိမ်ငှားကလည်းမရှိပဲအိမ်လည်းမငှားနိုင်ကြပါဘူး။ညနေဆောင်သွားခဲ့တဲ့အခါမှာတော့ဆူရက်ကလည်းသူ့ရဲ့မိန်းမနဲ့ကလေးတွေကိုခေါ်ပြီးနေရာတစ်ခုကိုသွားခဲ့ပါရယ် အရင်နေရာမှာသူတို့မိသားစုဝင်တွေနေထိုင်ရလိမ့်မယ်လို့ဘယ်တော့ကမှမစင်စားခင်မိပိုးတဲ့နေရာတခုပါဒုက္ခပါပဲရှင်ကျမတို့အခုမြောင်းဖုံအောက်မှာနေထိုင်နေရတယ်ဆိုတာကိုလုံးဝနားမလည်နိုင်ဘူးတိလားပြောရမယ်ဆိုရင်တော့ဒီနေရာကအလောက်ထိဆိုးရွားတဲ့နေရာတော့လည်းမဟုတ်ပါဘူးကျမမနှက်ဖြတ်ကြရင်ဒီနေရာကိုတေချာတန့်ရှင်ရေလောက်လိုက်မယ်ကျမတစ်ဖက်မှာထမင်းဟင်းချက်ဖို့အတွက်ပြင်ဆင်လိုက်မယ်ဒီနေရာမှာတော့ကျမတို့အိတ်လို့ရသွားလိမ့်မယ်ဒါဆိုရင်တော့ကျမတို့နေထိုင်ဖို့အဆင်ပြေတယ်မဟုတ်တော့နေတည်းရဲ့ ဒီနေ့မဟုတ်ရင်မနက်ဖြန်တော့ငါတို့စိတ်အဆင်မပြေစရာတွေဖြစ်လာနိုင်တယ်။ဒီနေရာကနေပြီးတော့လည်းငါတို့ထွက်သွားကြရအောင်ပါပဲ။အရှင်ကလည်းဒါဘလို့စကားတွေပြောနေရလဲဒီနေရာကအစိုးရပိုင်တဲ့နေရာမဟုတ်ဘူးလား။ကျမတို့ဒီမှာနေထိုင်နေတယ်ဆိုတော့ကိုအစိုးရဘက်ကသိစရာအကြောင်းလည်းမရှိဘူးလေ။ဒီတော့ကျမတို့ကိုဒီကနေဘယ်သူတွေကမောင်းထုတ်မှာတော့ငါတို့ကိုယ်တိုင်သွားရလိမ့်မယ်မိမရဲ့။ဘာလို့လဲဆိုတော့ဒီနေရာကအမြဲတမ်းအခုလိုမျိုး၆တွေ့နေမှာမဟုတ်ဘူး။မိုးကြီးလာတဲ့အခါကျရင်တော့ဒီနေရာမှာရေတွေပြည့်လာလိမ့်မယ်။ဟုတ်ပါပြီဟုတ်ပါပြီကျမနားလေတယ်။ အခုလောလောဆယ်ကတော့ဒီလောက်ထိအများကြီးတွေးနေဖို့အတွက်အချိန်မရှိဘူးလောလောဆယ်ကျမတို့ဒီမှာနေလို့ရတာကိုပဲကျေးဇူးတင်ရလိမ့်မယ်အခုတော့ဒီနေရာကကျမတို့ရဲ့နေရာလို့ပဲတတ်မှတ်ထားလိုက်ပါတော့အေးအေးအေးဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့မင်းလည်းပမန်းနေရောပေါ့အိတ်လိုက်တော်လီမနေ့ပြမနေ့ကြရင်တော့ငါအပြင်ထွက်ပြီးအလုပ်လေးပါလေးတခုခုသွားရှာကြည့်ရမယ်စားတော့ဖို့အတွက်လည်းငါရှူလာခဲ့ပြီးမယ်အဲ့ဒီအချိန်အတွင်းမင်းခလေးတွေနဲ့အတူတူဒီနေရာတစ်ခုလုံးကိုတန်ရှင်းလောက်ထားလိုက်အောင်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီ ဒီလိုနဲ့ပဲမြောင်းဖုံရဲ့အောင်မှာစင်ရဲတဲ့မိသားစုဝင်တွေကအသက်ရှင်နေထိုင်နေကြရပါတယ်။ကလေးတွေကလည်းအေးအေးဆေးဆေးဆော့ကစားဖို့အတွက်နေရာအကျဲကြီးရသွားခဲ့တဲ့အတွက်ဝမ်းသာပျော်ရွှင်နေကြကြပါတယ်။ဒါပေမဲ့သူတို့မှာပြဿနာတွေကတော့အများကြီးရှိနေခဲ့ပါသေးတယ်။ဒါနဲ့အမေဘိုက်တွေတအားကိုစာနေပြီးဖဖေဘရော့လာမှလည်းဖဖေထမင်းတွေယူပြီးတော့လာမယ်မဟုတ်လား။အေးပါအေးပါလာနေတော့ပါပြီခဏလေးပဲစောင်းလိုက်ပါနော်။ကလေးတွေအရန်ကိုစာလောင်းနေရာကိုတွေ့ကြရတဲ့အခါမှာတော့နေတိထပ်ပြီးတော့တီးမခံနိုင်တော့ပါဘူး။ ဒါကြောင့်သူမကိုယ်တိုင်အပြင်ထွက်ပြီးအလုပ်တစ်ခုကိုရောက်အောင်တွားရှာဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။သူတို့ဒီအလုပ်ကိုမလုပ်နိုင်ခင်မှာပဲပြဿနာတစ်ခုကတော့ပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့မိုးရွာလာခဲ့တာပဲဖြစ်ပါတယ်။ရှင်ရောက်လာပြီလားရှင်ကျမတို့အတော်လေးကိုလမ်းဖြတ်နေကြတာ။ဒါနဲ့ဒါဘလို့ဖြစ်တာလဲဘာအတန်ကြီးလဲ။ဘလို့ပြောပြရမလဲနေသိရဲ့အပြင်မှာမိုးတွေအရန်ကိုရွာနေပြီ။ဒီပုံစံအတိုင်းဆိုလို့ရှင်တော့အားလုံးမျောပါကုန်ထော့မယ်နဲ့တူတယ်။အိုးဒုက္ခပါပဲရှင်။ ဘလောက်ကြောင့်မှမိုးရေကြီးနေရဆိုတော့ကျမတို့မြောင်းဖုံးတဲကိုမိုးရေတွေအများကြီးဝင်လာနိုင်လား။อืมငါကတော့အဲ့လိုမျိုးမထင်ပါဘူး။မိုးရေတွေဘလောက်ပဲမများဒီတဲကိုတော့ဝင်လာနိုင်မယ်လို့မထင်ဘူး။မြောင်းရဲ့အဖုံးကတော်တော်လေးကိုသေးတယ်လေ။ပြီးတော့နှစ်ပေါင်းများစွာပိတ်ထားတာဆိုတော့အဖုံးကကြက်လဲကြက်နေပြီးရေတွေမတိုးပေါက်နိုင်ဘူး။တော်သေးရပါရှင်တော်သေးရပါဘုရားသခင်ကိုကျေးဇူးတင်ရမယ်ဒီနေရာသာရေပြည့်သွားလို့ရှင်တော့ကျမတို့ဘယ်မှာသွားနေကြမလဲ။ ဘာပြောချင်တာလဲဒီလောက်ထိခက်ခဲနေရကိုမင်းဖျားသခင်ကိုကျေးဇူးတင်နိုင်သေးလားရှင်းရလဲကျေးဇူးတင်ရမှာပေါ့ချမ်းသာတဲ့သူတွေအကုန်လုံးကပတ်စံရှိတယ်ဆိုပြီးတော့အမြဲတမ်းပဲမောင်းမထောင်လွားနေကြတာလေကျမတို့ဒီလောက်တောင်မှဒုက္ခရောက်နေရကိုဘယ်သူမှလည်းအကူအညီမပေးကြဘူးအခုနောက်ဆုံးဖျားသခင်ကသူတို့ကိုအပြစ်ပေးလိုက်ပြီးတွေ့လားသူတို့အားလုံးလည်းကျမတို့ခံစားရတဲ့ဒုက္ခဆင်းရဲတွေအကုန်လုံးကိုပြန်လဲခံစားနေရပြီမဟုတ်တော့နေတည်းရဲ့တခြားသူတွေအကြောင်းကိုအခုလိုမျိုးမကောင်းတဲ့အတွေ့အကြုံနဲ့မတွေ့ရဘူးနော်အခုလိုအခြေအနေမှာငါတို့အနေနဲ့အားလုံးကိုအကူအညီပေးသင့်တယ်လို့ထင်တယ် ဘာလို့ပြောတာလဲရှင်ရလဲကျမတို့ကအားလုံးကိုဘယ်လိုလုပ်အကူအညီပေးနိုင်ပါလဲပြီးတော့ဘယ်လိုအကူအညီပေးကြမလဲကဲနီတီဒီမှာငါပြောတဲ့စကားအမဲတေချာနားထောင်ဒီနေရာက ရေတွေကိုငါတို့ကိုယ်တိုင်ပဲကြောက်စင်းသွားအောင်လို့လုပ်ပေးရလိမ့်မယ်ရေတွေအရန်ကိုကြီးလာမယ်ဆိုရင်တော့မြို့တစ်ခုလုံးရေဖုံးလန်းသွားရင်လူတွေအများကြီးဒုက္ခရောက်ကြရမှာခဏနေပါဦးရှင်ရဘာလို့ပြောချင်တာလဲအေးဟုတ်တယ်မိမရဲ့ငါတို့ဒီမြောင်းအဖုံးကိုဖွင့်ပေးမှဖြစ်မယ်တကယ်လို့မြောင်းဖုံးဖွင့်လိုက်မယ်ဆိုရင်တော့ဒီနေရာတစ်ခုလုံးရေတွေရှန်ကုန်လိမ့်မယ် ကျမတို့သာဒုက္ခရောက်သွားလို့ရှင်ဘယ်မှာသွားနေရမှာလဲရှင်ကလေးတွေအတွက်လည်းစဉ်းစားစမ်းပါအောင်ရှင်ကျမတို့တဲတဲရှင်ရှင်ဂယုမဆိုင်တဲ့သူတွေအတွက်ရှင်သာရီအားလုံးကိုလှုပ်ပေးချင်နေရဟုတ်လားနေသိရဲ့သူတို့ငါတို့အတွက်မစဉ်းစားပေးဘူးဆိုတာနဲ့ငါတို့ရဲ့အတွေ့အကြုံကိုပြောင်းလဲစေရတော့မလိုပါဘူးငါတို့ရဲ့မြို့အကောင်းကျိုးအတွက်ငါတို့ကြားကိုလုံမဖြစ်မယ်အခုလိုမျိုးလုံမယ်ဆိုရင်တော့ကျမတို့အသက်အန္တရာယ်စွန့်ရနိုင်တယ်ငါအဖုံးဖွင့်ပြီးပြီဆိုတာနဲ့မင်းနဲ့ကလေးတွေကိုအပြင်ကိုထုတ်ပေးမယ်ဒါနဲ့ရှင်ကရောငါကတော့ဒီမှာခဏလေးထပ်ပြီးရောနေရလိမ့်မယ် ။တရုတ်တော်ရေထဲမှာမျောပါလာရင်ဘယ်လိုလုပ်မလဲ။ငါတို့ကိုကဲတင်ပေးရမှာပေါ့။မစိုးရင်လည်းတော့ငါအဆင်ပြေအောင်လုပ်တတ်ပါရဲ့။ဆူရာဂျ်ကတော့အတော်လေးကိုစိတ်အားထက်သန်နေခဲ့ပါရဲ့။ဒါတို့တွေ့ခဲ့ရတဲ့အခါမှာနေတီးလက်အာအတင်းနေခဲ့ရပါရဲ့။ဒီလိုနဲ့ဆူရာဂျ်ပြောတဲ့ပုံစံအတိုင်းပဲဖြစ်ခဲ့ပါရဲ့။မြောင်ဖုံးကိုဖွင့်ပြီးရတဲ့နေတီးနဲ့ကလေးတွေကိုသူကအရင်ဆုံးအပေါ်ကိုတင်ပေးခဲ့တဲ့အခါမှာရေရေကားတော့မြောင်ဖုံးတဲကိုအချိန်နဲ့တိုးဝင်လာခဲ့ပါရဲ့။ဒီအတော်အတွင်းမှာဆူရက်ကလူတွေအများကြီးရဲ့အသက်ကိုကယ်တင်ပေးခဲ့ပါရဲ့ နိုင်ပေါင်းများစွာကြာမြင့်သွားခဲ့တဲ့အခါမှာတော့ရေကြဆင်းသွားပါတယ်။ဆူရိုက်စ်ကိုရိုင်းကလည်းမြောင်းတဲကနေအချိန်မီအပြင်ကိုထွက်လာနိုင်ခဲ့ပါတယ်။ဒီအချိန်သူနဲ့သူရဲ့မိသားစုဝင်တွေကတော့အင်ဂျီရမယ့်ပြန်လည်ဖြစ်သွားခဲ့ပါပြီ။ခဏနေတော့ထူးဆန်းတာတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဝင်ကြီးကိုရိုင်းရောက်ရှိလာခဲ့ပါတယ်။ငါကတော့ဝင်ကြီးပါပဲ။ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်သိပါတယ်။ဒါပေမဲ့အကိုဆူရက်ခမ ्या ကတော့ကျွန်တော်ထပ်ပေါ်ပြီးနာမည်ကြီးသွားခဲ့ပြီ။ဒီမျိုးရင်မြှောက်နေတဲ့အချိန်မှာခမ ्या ကဲတင်ပေးခဲ့တာဆိုတော့ဘလောက်ပဲချီတူချီတူနဲနေပါသေးတယ်။ ဒါပေမဲ့ဒါရီအားလုံးဘလို့သိတာလဲကျွန်တော်တယောက်တည်းပဲကောက်မလဲတမျိုးအလုံးသိတယ်တမျိုးအလုံးရေကြီးနေလို့အားလုံးစိတ်ပြောက်ဝမ်းနဲ့နေကြတဲ့အချိန်ရုတ်တရက်ကြီးရေရေကြဆင်းသွားတော့ဘာတွေဖြစ်နေရလဲဆိုပြီးအားလုံးကလည်းစိတ်ဝင်တစားနဲ့စောင့်ကြည့်ခဲ့ကြတယ်နောက်ဆုံးမှာတော့ CCTV ကင်မရာတစ်ခုကကျွန်တော်တို့ရဲ့မေးခွန်းတွေအကုန်လုံးကိုဖြည့်ပေးနိုင်သွားခဲ့တယ်ခမားကမျိုးကိုကဲတင်ပေးခဲ့တဲ့သူပဲဒါနဲ့ခမားတို့ဒီတဲဘာလုပ်နေကြတာလဲဒီနောက်သူတို့အကြောင်းတွေကိုပြောပြလိုက်တဲ့အခါမှာတော့ခမားတို့ကတကယ်သဘောကျပြေးသွားတဲ့သူတွေပဲ အခုကျွန်တော်တို့မှာခဲ့တဲ့အပြစ်တွေအကုန်လုံးကိုပြန်လဲပြင်ဆင်မယ်။ကဲလာပါသွားကြတာပေါ့။ဘယ်ကိုများလဲမသိဘူး။ခမရအိမ်အစ်တမလေး။နတ်ဖြန်ကစပြီးခမရအလုပ်လဲဆင်းရအောင်မယ်။ဒီချိန်အားလုံးပြောင်းလဲသွားခဲ့ပါပြီ။တဖက်မှာတထေကြီးရဲ့ပိုင်းဆိုင်မှုတွေအကုန်လုံးရေးတဲ့မျောပါသွားခဲ့ပါရယ်။သူကတော့နှစ်ဖူးထုထိုင်ပြီးငိုပဲငိုနေခဲ့ပါတော့တယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ချွေမအစ်တလေးရဲ့ဘဝဆိုတဲ့ပုံမြင်ပဲဖြစ်ပါရယ်။ဆောင်ရည်စတင်လာခဲ့ပါပြီ။ဦးနှမ်းဆိုရဲမိန်ကလေးကတော့အခုမှလော်လော်လတ်လတ်လက်ထပ်ထားခဲ့ရပါ။ ။ချွေးမလေးဒီနေ့ရာသီဥတုအတော်လေးကိုအေးတယ်။ဒါပေမဲ့တိတ်မကြခင်မှာရွာမှာရှိတဲ့အမျိုးသမီးတွေအိမ်ကိုလာကြလိမ့်မယ်သီလား။နေရမျက်နှာကြည့်ပွဲရဲ့အတော်လေးအားလုံးကလည်းနေကိုတွေ့ကျင်နေကြတယ်။ဟုတ်ကဲ့ပါအမေရဲ့ဟုတ်ကဲ့ကောင်းပါပြီ။အမေကိုကြည့်ရတာအရန်ကိုတုံနေရဲ့ပုံစံပဲနော်အရန်အေးနေရလား။ခဏလေးပဲစောင့်တော့ကျမလက်ဖေးဖြော်လာခဲ့ပေးမယ်။မဟုတ်လေတခါတည်းလောက်ခဲ့ပေးပါမယ်။ပူနမ်ကလည်းမိဖို့ခံနေဝင်သွားခဲ့ပြီးနောက်မှာတော့မြေကြီးနဲ့လှုပ်ထားတဲ့မိဖို့ပေါ်မှာလက်ဖေးနဲ့မုတ်တွေကိုလှုပ်လိုက်ပါရီ ဒီအချိန်အတွင်းမှာပဲအပြင်မှာနှင်းတွေကလည်းကြားနေခဲ့ပါရီအချိန်ခဏအတွင်းရွာမှာရှိတဲ့သူတွေကလည်းသူ့အိမ်ကိုရောက်လာကြပါရီခမရတို့ရောက်လာတာတော်တော်လေးကိုစောတာပဲဗျာအိမ်မှာပွဲလုံးမယ်ဆိုတာကိုတော့သိပါရီချွေးမလေးရဲ့မျက်နှာကြည့်ပွဲကိုစတင်ဖို့အတွက်ကနောက်ထပ်အချိန်လိုပါသေးတယ်ကျမတို့ကလည်းအေးလို့ဆိုပြီးတော့လမ်းထွက်ရှောင်နေကြတာလေလမ်းထွက်ရှောင်နေရင်လည်းပို့ပြီးတော့အေးလာတယ်နှင်းတွေပါအရန်ကိုကြားလာတာဆိုတော့ကျမတို့လည်းဒီကိုပဲဝင်လာခဲ့လိုက်တော့တာကဲကဲကဲဟုတ်ပြီဟုတ်ပြီဘလို့မဆိုရောက်လာကြပြီဆိုတော့ထိုင်ကြပါအောင်ဗျာ ။ပူနမ်အခုပဲလဖေ့နဲ့မုတ်ကြွေကိုလုံနေတာဆိုတော့သူ့ကိုခေါ်ပေးမယ်နော်။အမေရေအမေဘယ်မှာရောက်နေရလဲအမေရေဒီမှာအားလုံးရောက်နေကြပြီ။ပူနမ်ရဲ့ရခမဖြစ်သူကအရန်ကိုအေးလွန်နေခဲ့တဲ့အတွက်ကြောင့်မို့လို့စောင်းချောင်းပြီးအနားယူနေခဲ့ပေမဲ့အပြင်ကအတန်တွေကိုကြားခဲ့ရတဲ့အခါမှာသူမလန့်လို့လာခဲ့ပါရဲ့။ဘာဖြစ်တာလဲသားလေးရဘာဖြစ်တာလဲလူတွေအလောက်ထိအမြန်ရောက်လာကြပြီလား။ဟုတ်တယ်အမေရဲ့အပြင်မှာအတော်လေးကိုအေးနေပြီလေနှင်းတွေကလည်းကြားနေတာဆိုတော့ရက်ွက်ထဲကသူတွေလမ်းလျှောက်နေနေအင်ကိုတခါလေးလာခဲ့လိုက်ကြတာတဲ့ သူတို့ရောက်နေပြီဆိုတော့ကျွန်တော်သူတို့ကိုမောင်းထုတ်လို့တော့လည်းမရတော့ဘူးလေဗျာအချိန်ခဏကြာသွားခဲ့တဲ့အခါမှာပူနမ်ကအားလုံးအတွက်လက်ဖေးနဲ့မုတ်တွေကိုယူလာခဲ့ပေးပါရယ်အားလုံးကသူမရဲ့မျက်နှာကိုကြည့်ပြီးနောက်မှာတော့မုတ်ဖိုးတွေလည်းပေးသွားခဲ့ကြပါရယ်ချွေးမလေးကတကယ်အရန်ကိုလှပါတာပဲသူလက်ထပ်ပြီးဒီကိုရောက်လာတာတော့မမကြားသေးဘူးယာဒီဦးလူကအတော်လေးကိုအေးနေပြီနော်ဟုတ်တယ်ဖုံးတော်ကြီးကလည်းပြောတယ်ရက်ကောင်းရမြတ်မို့လို့အမြန်ဆုံးလက်ထပ်လိုက်ပါရယ်တကယ်လို့အခုအချိန်လက်မထပ်ဘူးဆိုရင်တော့နောက်ထပ်နှစ်လကြာမှရက်ကောင်းရမြတ်ကထပ်ပြီးရောရှိရလိမ့် အဲဒါကြောင့်ငါတို့ကလည်းအမြန်ဆုံးလက်ထပ်ပွဲကိုကျင်းပပေးလိုက်ကြတာပဲသူတို့ရဲ့ပွဲတော်တွေအကုန်လုံးပြီးဆောင်သွားခဲ့တဲ့အခါမှာပူနမ်ကလည်းသူရဲ့ခမအိမ်မှာနေထိုင်ရတာပိုပြီးအဆင်ပြေလာခဲ့ပါတယ်တရမှာတော့အရန်ကိုအေးနေခဲ့ပါတယ်ပူနမ်ကလည်းမိသားစုတွေအကုန်လုံးစားတော့ဖို့အတွက်ညစာချက်ပြုတ်ပြီးသွားတဲ့အခါမှာတော့အားလုံးထမင်းစားလို့ရပြီနော်ကျွန်မချက်ပြုတ်ပြီးသွားပြီဒါနဲ့ရှင်ကျွန်မနဲ့အတူတူခဏလိုက်ခဲ့အောင်ခါမိုးတစ်ခုလုံးကအပေါက်ရည်အများကြီးပဲဖြစ်နေပြီနှင်းတွေကလည်းအရန်ကိုကြတာလေ ဒုက္ခပါပဲမိုးရသည်တုန်းကမိုးရိုလုံးလုံးငါကိုယ်တိုင်တက်ဖာထားတာပဲအခုနှင်းတွေကြတော့နှင်းတွေကလည်းအိမ်တဲထီအောင်မဝင်နေပြီလားကဲကဲကဲတွားကြည့်ကြမယ်တွားကြည့်ကြတာပေါ့ကွာဒီလိုနဲ့နေဒတ်ကလည်းပုံနာမနဲ့အတူတူတွားကြည့်ခဲ့တဲ့အခါမှာတော့နှင်းခဲကြီးတွေအိမ်တဲအထီကြနေအောင်ကိုတွေးခဲ့ရပါတယ်ကဲပုံနာဒီနေရာရဲ့အောက်မှာမင်းစလုံးအခြေကြီးတစ်ခုထားထားလိုက်ဒီအတိုင်းပဲဆိုလို့ရှင်တော့မိဘကန်တစ်ခုလုံးရေရည်နဲ့ဆွရွှဲကုန်လိမ့်မယ်ဟုတ်ပြီလေဟုတ်ပြီဒါဆိုရင်တော့ကျမဒီနေရာကိုအစဉ်ပြောင်းကြည့်ကြလောက်လိုက်မယ်နော်ရှင်သွားပြီးတော့ထမင်းစားလိုက်တော့လေသွားသွား မိသားစုတွေအကုန်လုံးကထမင်းထိုင်စားနေခဲ့တဲ့အချိန်ပိုနမ်ကတော့အိမ်မှာရှိတဲ့နင်းခဲတွေကိုစုဆောင်းနေကြရပါတယ်။အချိန်ခဏအတွင်းမှာပဲရာသီဥတုအခြေအနေပုံမဆိုးရွားလာခဲ့ပြီးနောက်မှာတော့နင်းတွေကလည်းတအားကျဆင်းနေခဲ့ပြီးအိမ်ထဲထိအောင်မှလွင်ဆင်နေခဲ့ပါတယ်။သူတို့အိမ်ကခေါမိုးတစ်ခုလုံးကလည်းနင်းတွေနဲ့ဖုံးလွှမ်းသွားခဲ့ပါပြီ။အဖေနဲ့မေဘယ်လိုလုပ်ကြမလဲဒီပုံစံတိုင်းဆိုရင်တော့အန်ဒီရဲ့များတယ်။ကျမတို့လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကိုယူပြီးတော့အပြင်မှာရှိတဲ့တစ်ပင်အောက်မှာသွားထိုင်နေကြရင်ရောမကောင်းဘူးလား။အဲ့ဒါကအကောင်းဆုံးလို့ထင်တယ်နော်။ အေးဟုတ်တယ်ဟုတ်တယ်မင်းပြောတာမှန်တယ်ဒါဆိုရင်တော့ပစ္စည်းတွေအများဆုံးထုတ်ပို့လိုက်တော့ငါတို့ဒီမှာပဲဆက်ပြီးတော့နေမယ်ဆိုလို့ရှင်တော့အန်ဒီရများတယ်လို့ငါတော့ထင်တယ်ရွာသူရွာသားတွေစီကနေငါတို့အကူအညီတခုမဟုတ်တခုတောင်းကြည့်ကြတာပေါ့ကွာအားလုံးကလည်းမိသားစုဝင်တွေနဲ့အတူတူအပြင်ကိုထွက်လာခဲ့ပါတယ်အပြင်မှာနှင်းထွေကအရန်ကိုကြားဆင်းနေခဲ့တာပါဒီနောက်သူတို့ကရွာမှာရှိတဲ့တပင်အကြီးကြီးရဲ့အောက်ခြေမှာတွတ်ထိုင်နေခဲ့ကြပါတယ်နီဒတ်ကသူ့ရဲ့မိသားစုဝင်တွေအားလုံးကိုစောင့်ချုံပေးထားခဲ့ပါတယ်အားလုံးပဲဒီမှာခဏလေးထိုင်နေကြပါဦးနော် ရွာသူရွာသားတွေစီသွားပြီးတော့ကျွန်တော်အခုအညီတခုခုသွားတောင်းကြည့်လိုက်အောင်မင်းနေရက်ကလည်းရွာသူရွာသားတွေစီသွားပြီးတော့တို့အခက်ခဲဒုက္ခရောက်နေတဲ့အတွက်အခုအညီပေးဖို့အတွက်တောင်းဆိုကြည့်လိုက်ပါရစေ။ဦးလေးကြီးရဲ့ကျွန်တော်တို့အိမ်ကတော့ဒီရာဒီဥဒုတံကိုရင်မဆိုင်နိုင်ဘဲနဲ့ပြန်စီသွားခဲ့ရပြီးကျွန်တော်ကလည်းလက်ထပ်ထားတာတိတ်မကြသေးဘူးဒုက္ခရောက်နေလို့ပါ။အဲဒါကြောင့်ဦးလေးတို့အိမ်မှာကျွန်တော်တို့ကိုခဏတဲခိုခွင်ပေးလို့ရမလား။အော်သားလေးရဲ့ငါတို့အိမ်ကိုယ်တိုင်ကလည်းကောင်းနေရမှာမဟုတ်ကြ။ငါတို့အိမ်မှာလည်းနှင်းတွေအကုန်လုံးကျနေတယ်အထက်ထီအောင်မဝင်နေပြီ။ ဘယ်အချိန်မှာဘာတွေဖြစ်လာမလဲဆိုတာငါတို့လည်းမသိဘူး။ငါမင်းကိုဒီအခြေအနေကြီးမှာအကူအညီမပေးနိုင်တဲ့အကြောတောင်းပန်ပါရကွာ။ကဲသွားသွားသွားတခြားတယောက်စီသွားပြီးတော့အကူအညီတောင်းကြည့်လိုက်။ဒီရွာမှာနောက်ထပ်အိမ်အကြီးကြီးတွေပိုင်ဆိုင်ထားတဲ့သူတွေရှိသေးရပဲလေ။သူတို့မင်းကိုတခုခုအကူအညီပေးချင်ရင်အကူအညီပေးကြလိမ့်မယ်။နေရာကလည်းနောက်ထပ်လူတယောက်ရဲ့အိမ်ကိုသွားပြီးတော့အကူအညီတောင်းခံကြလိုက်ပါရ။သူရဲ့အိမ်မှာလည်းဆွေမျိုးတွေအများကြီးကရောက်ရှိနေတဲ့အတွက်သူတာဝန်ယူထားပေးရပါရ။သူကလည်းအကူအညီမပေးနိုင်ဘူးဆိုပြီးတော့ညင်းပယ်ပြစ်လိုက်ပါရ။ တယောအလုံးအနှံ့လျှောက်သွားခဲ့ပြီးနောက်မှာတော့သူကလည်းသူ့ရဲ့မိသားစုဝင်တွေထိုင်နေတဲ့တပင်ကြီးရဲ့အောက်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်။အလုံးကရဟန်းကိုအေးလော့နေခဲ့တဲ့အတွက်ကြောင့်မို့လို့တောင်းရင်နေခဲ့ကြပါပြီ။ဘလို့လဲအဆင်မပြေခဲ့ဘူးလား။ကျမတို့ကိုအကူအညီပေးမဲ့သူဘယ်သူမှမရှိဘူးမဟုတ်လား။ဟုတ်တယ်ဘယ်သူမှမရှိဘူး။ရွာမှာငါတို့ကိုအကူအညီပေးမှမဲ့သူတယောက်မှမရှိဘူး။ရွာမှာတလောက်ကြမှာရာသီဥတုဆိုးရွားနေတာနှင်းမိုးတွေကလည်းကြနေတယ်။ဒီအချိန်လေးကြီးမှာရွာသူရွာသားတွေကဘာဖြစ်လို့ငါတို့ကိုအကူအညီပေးမလဲ။ကဲကဲကဲသွားမယ်သွားမယ်ဒီကနေသွားမယ်။ ီနေရာကလည်းမလုံခြုံတော့ဘူးနှင်းတွေကအရန်ကိုကြနေရငါတို့အရှိမာတော့ဘူရာယုံတစ်ခုရှိတယ်အဒီဘူရာယုံမှာပဲတွားပြီးတော့တွားနေကြမယ်လေတညာလောက်ကတော့အဲ့ဒီမှာနေလို့ရသွားမှာပါအေးအေးအေးဟုတ်တယ်ဟုတ်တယ်တားလေရေဟုတ်တယ်အဲ့ဒီမှာဆိုလို့ရှင်တော့အဆင်ပြေလိမ့်မယ်နော်အဲ့ဒီနေရာမှာဆိုလို့ရှင်တော့ငါရီရဲ့ခေါင်းပေါ်ကိုနှင်းတွေတော့ကြမှာမဟုတ်တော့ဘူးငါတို့အဲ့ဒီကိုတွားပြီးတော့ဘာဆက်လုပ်ရမလဲဆိုတာကိုပဲကြည့်ကြတာပေါ့မိသားစုတွေအကုန်လုံးကလည်းဒီလိုနဲ့ပဲအနီးနားမှာရှိတဲ့ဘူရာယုံကိုထွက်လာခဲ့ကြပါတယ် မိသားစုတွေအကုန်လုံးကလည်းဘူရာယုံ platform ပေါ်မှာထိုင်နေခဲ့ကြတဲ့အချိန်မှာပဲရဲတွေရောက်ရှိလာခဲ့ပါတယ်။ခမရတို့ရထားလာမှာကိုစောင့်နေကြတာလား။မဟုတ်ပါဘူးဗျာ။ကျွန်တော်တို့အိမ်ပြက်စီးသွားလို့ပါ။နှင်းတွေအရန်ကြနေတဲ့အတွက်ကျွန်တော်တို့အိမ်တစ်ခုလုံးပြက်စီးသွားပြီလေ။အဲဒါကြောင့်ကျွန်တော်တို့တ냐လောက်ဒီမှာနေဖို့အတွက်ရောက်လာကြတာပါ။ဒါကဇယံမဟုတ်တယ်လို့မျိုးလူတွေကိုအကူအညီပေးရနေရလည်းမဟုတ်ဘူး။မင်းတို့ဒီမှာနေလို့မရဘူး။ခဏနေလို့ရှင်တော့ရထားလက်မှတ်စစ်တွေဘာတွေရောက်လာကြလိမ့်မယ်။ သူတို့သာတွေ့သွားလို့ရှင်တော့မင်းတို့ထောင်ထဲကိုဝင်နေရမှာနော်။ရထားဘူးရာယုံရဲ့ platform မှာခရီးတယ်မဟုတ်ပဲနဲ့ထိုင်လို့မရဘူးဆိုတာကိုမသိဘူးလား။အော်ဆရာတို့ရဲ့ကျွန်တော်တို့ဒီညရီမို့ချုပ်ဘဲကိုသွားရမှာလေ။အပြင်မှာနှင်းထွေကလည်းတော်တော်လေးကိုကြာနေပြီလေ။ကျွန်တော်တို့စီမှာအိမ်ကလည်းရှိတော့တာမဟုတ်ဘူး။လူသားချင်းကိုကြီးထောက်ထားတော့အနေနဲ့ကျွန်တော်တို့ကိုဒီလောက်တော့အကူအညီပေးပါဗျာ။ကျွန်တော်ကဒီမှာ uniform ဝတ်ထားရတယ်လေ။လူသားချင်းစာနာထောက်ထားလို့မရဘူး။ကျွန်တော်ရဲ့ duty အတိုင်းပဲကျွန်တော်ကအလုပ်ကိုလုပ်ရလိမ့်မယ်။ ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတာကိုတော့အားလုံးသဘောပေါက်နားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကဲတားလေးရေတို့တို့ပြောတဲ့စကားမှန်တော့လဲမှန်တယ်။တို့ကလည်းတို့ရဲ့တာဝန်ကိုထမ်းဆောင်နေကြရတာလေ။အဖေတို့တခြားတဲ့နေရာကိုသွားပြီးတော့ကြီးကြပ်ပြီးနေကြမယ်။ဒီနောက်မှာတော့နေရာကြီးကလည်းပြည့်စည်ပြီးအကုန်လုံးကိုကောက်ကင်လိုက်ပါတယ်။သူရဲ့မိသားစုဝင်တွေအကုန်လုံးကိုခေါ်ပြီးတော့ဘူရာယုံကနေထွက်လာခဲ့ပါတယ်။အပြင်ကိုထွက်လာပြီးခဏအကြာမှာပဲယထာတလန်ပေါ်မှာနှစ်ပေါင်းများစွာကြောင်းရန်နာထားတဲ့ယထာအဟောင်းအစုပ်တွေကို မြင်တွေ့ကြရပါတယ်။ အဖေဟိုမှာကြည့်ပါအောင်ရထားတွဲကြီးအဲ့ဒါကနှစ်ပေါင်းများစွာကြောင်ရထားခဲ့ရကျွန်တော်တို့အဲ့ဒီကိုသွားနေကြမယ်အဲ့ဒီကိုတော့ဘယ်သူမှလာမှာမဟုတ်ဘူးအဲ့ဒီနေရာကိုလည်းရဲရဲရောက်လာရင်ဘယ်လိုလုပ်မလဲကျမတို့ကိုအဲ့ဒီကနေထပ်ပြီးတော့မောင်းထုတ်နေကြအောင်မရှင်ဘယ်သူမှငါတို့ကိုမောင်းမထုတ်ခင်တော့ငါတို့အဲ့ဒီမှာသွားနေလို့ရတယ်ပြီးတော့အဲ့ဒီမှာက platform တွေပါရှိရမှာမဟုတ်တာဟုတ်တယ်ဟုတ်တယ်ဒါလေးပြောတာမှန်တယ်ဒီလောက်ကြမှာရာသီဥတုဆိုးရွားနေတာငါတို့နေရာတစ်ခုအများဆုံးရှာမှဖြစ်မှာလေဒီလိုနဲ့နေတဲ့ကလည်းရထားတွဲထဲမှာသွားနေလိုက်ပါတယ် အရိယထာကနှစ်ပေါင်းများစွာကြောင်းရန်နာထားတဲ့အတော့အတော်လေးညစ်ပတ်နေပါတယ်။ကျမကိုအချိန်ခဏပေးပါ။ကျမတေချာတန့်ရှင်ရေလောက်ပေးမယ်။ခဏအတွင်းမှာပဲပုံနံကတော့ယထာအတွဲကြီးကိုတေတေချာတန့်ရှင်ရေလောက်လိုက်ပါတယ်။အားလုံးကလည်းအိယာခင်ပြီးအဒီမှာပဲအိတ်ခဲကြပါတယ်။အဖေနဲ့အမေကိုဒီမှာပဲအိတ်ခွင့်ပေးလိုက်ပါ။ငါတို့တခြားအတွဲမှာတော့အိတ်ကြတာပေါ့။ကျမရခမအိမ်ကိုယထာအတွဲမှာမြင်တွေ့နေရတာဒါပထမဦးဆုံးပဲ။ငါတောင်းမပါရဲပုံနံမြေငါလည်းမကြနိုင်ဘူးလက်ထပ်ပြီးရနေမှာပဲငါရဲ့အိမ်တစ်ခုလုံးပျက်စီးသွားခဲ့ရတယ်လို့ကွာ မင်းအခုလိုအခြေအနေကိုရင်ဆိုင်နေရတော့အတော်လေးစိတ်ပြတ်ဝမ်းနေနေမှာပေါ့နော်။အော်မဟုတ်တာရှင်။ကျမဘာဖြစ်လို့စိတ်ပြတ်ရမှာလဲ။ရပါတယ်ကိစ္စမရှိပါဘူး။ဘဝမှာအသက်ဆန်းတွေဆိုတာကအများရန်ပဲတွေ့ကြုံခံစားရတာပဲလေ။ကျမလည်းပြောပါရစေ။ကျမတို့လည်းအခုယထာတွဲပေါ်မှာနေရမှာဆိုတော့ကောင်းတော့လေကောင်းပါရစေ။အခြေအနေတိုင်းကိုကျမတို့လက်ခံတိုက်ရမှာပေါ့။ဒီလိုနဲ့နှစ်ယောက်သားတခြားအတွဲကိုရောက်ရှိသွားခဲ့ကြပါရစေ။သူတို့အဲ့ရကနေနိုးလာတဲ့အချိန်အထိဘယ်သူမှရောက်မလာခဲ့ပါဘူး။အနီးနောက်မှာတောအုပ်ကြီးပဲရှိတဲ့အတွက်အရန်ကိုတိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါရစေ။ ငါတို့ကိုအနှောက်အယှက်ပေးမဲ့သူဘယ်သူမှလည်းမရှိဘူးဆိုတော့ဒီနေရာမှာငါတို့ခဏတော့နေထိုင်လို့ရသွားပြီ။အနီးပတ်ဝန်းကျင်မှာကတောအုပ်ကြီးပဲရှိတာအရန်ကိုတိတ်ဆိတ်ပြီးတော့၆ကတ်လွန်နေတယ်။ဒါနဲ့ငါတို့စားတောက်နေထိုင်ဖို့အတော်ဘယ်လိုမျိုးလုပ်ကြမလဲ။ဘာကိုစားတောက်ကြမလဲ။ရပါတယ်ရှင်ဒီမှာမြေကြီးတွေရှိတာဆိုတော့ကျမမြေကြီးနဲ့မိဖို့လောက်ထားတယ်။အားလုံးစားဖို့အတော်လက်ဖက်နဲ့မဟုတ်ကိုကျမလုပ်ပေးမယ်နော်။စားတောက်မဲ့အကောင်ချမ်းတွေကတော့ကျမတို့အိမ်ကနေယူလာခဲ့တာရှိသေးတယ်လေ။ ဒီလိုနဲ့သူကလည်းအမေကြီးနဲ့မိဖို့ကိုအမြန်ဆုံးလုပ်ခဲ့ပါတယ်။အားလုံးစားတော့ဖို့အတွက်လဖေးနဲ့မိုးတွေကိုလည်းလှုပ်ပေးလိုက်ပါတယ်။ပုံနံရှေးဆက်ပြီးတော့ငါတို့ဘဝနဲ့ထိုင်ဖို့အတွက်ဆိုရင်တော့အလောက်တစ်ခုမဟုတ်တစ်ခုလောက်ရလိမ့်မယ်။ဘယ်အချိန်ထိငါတို့ဒီရထားတွဲထဲမှာနေလို့ရမှာလဲ။ဒါနဲ့မင်းဖျော်တဲ့လဖေးကတကယ်အရန်ကိုအရသာရှိတဲ့အကြော်ရောပဲ။ငါတို့အပြင်ထွက်ပြီးတော့လဖေးနဲ့အကြော်ရောင်းမယ်ဆိုရင်ရောသားလေးစဉ်းစားထားတာမှန်တယ်နော်။အခုလိုမျိုးရာသီဥတုအချိန်ခါနဲ့ဆိုလို့ရှင်တော့စီးပွားဖြစ်လိမ့်မယ်။နောက်နေ့မှာတို့ကဘူရာယုံရဲ့တဖက်ချမ်းမှာလဖေးနဲ့အကြောတရားောင်းခဲ့ပါရီ။ ရာသီဥတုအခြေအနေကြောင့်တို့ရဲ့မော်တွေကတော့အမြန်ရောင်းကုန်သွားခဲ့ပါတယ်။ပတ်စံဆူဆောင်ပြီးနောက်မှာတော့ရွာမှာရှိတဲ့အိမ်ကိုတို့ပြန်လဲပြုပြင်ခဲ့ကြပါတယ်။တို့လည်း platform ပေါ်ကစိုင်းလေးကိုပိတ်ပစ်တော့ပဲနဲ့စီးပွားရေးကိုဆက်လက်လုပ်ကိုင်းပြီးဘဝကိုပြောရွှင်စွာနေထိုင်သွားခဲ့ကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။